မင်္ဂလာပါ။အော်ဒီယိုပိုင်းစောင်းနိုင်မှကြိုးဆိုပါတယ်။ယခုခါမှာတော့ရင်းငင်းတိုင်းထွာရေးပဟိုဌာနအနေနဲ့ထုတ်ပြန်ထားတဲ့2025ခုနှစ်ဧပြီလ9ရက်နေ့တွင် တိုင်းထွာရှာရှိခဲ့သည့်ပြည်တွင်းငယ်လင်များအကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။2025ခုနှစ်ဧပြီလ9ရက်နေ့တွင်တိုင်းထွာရှာရှိခဲ့သည့်ပြည်တွင်းငယ်လင်များ1နနက်တနာရီ46မိနစ်ကျောက်ဆက်မြို့၏အရှေ့မြောက်ဘက်14မိုင်ခန့်မှာ ပြင်အားသတိပိုင်စီလို့ရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားပါတယ်။နှစ်နနက်6:50မိနစ်မှာကုမဲမျိုးရဲ့အရှိတောင်ဘက်ရှစ်မိုင်ခန့်မှာပြင်အားသတိပိုင်စီအစင်းရှိတဲ့ငလင်တစ်ခုလောက်ခတ်သွားပါတယ်။၃။နေ့လယ်2:28မိနစ်မှာစင်ကူးမျိုးရဲ့မြောက်ဖက်16မိုင်ခန့်မှာပြင်အားဖောက်ပိုင်ဆယ်ဝင်းအစင်းရှိတဲ့ငလျင်တစ်ခုလှောက်ခတ်သွားပါတယ်။၄။နေ့လယ်3:18မိနစ်မှာ စင်ကူးမျိုးရဲ့ရှေ့ဘက်73မိုင်ခန့်မှာပြင်အား4.0အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။ငါညနေ4:15မိနစ်အချိန်မှာရေတာရှည်မျိုးရဲ့အရှိတောင်ဘက်9မိုင်ခန့်မှာပြင်အား3.2အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။၆ည9:10မိနစ်အချိန်မှာမြေသားမျိုးရဲ့အနောက်ဘက်12မိုင်ခန့်မှာပြင်အား3.0အဆင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်။ခொနဲ့ ည10နာရီခွဲချိန်မှာမန္တလေးမြို့ကြီးအရှိတောင်မဲ့73မိုင်ခန့်မှာပြင်းအားဖိုးပိုင်စီတို့အစဉ်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားပါတယ်။ချစ်ည10နာရီခွဲချိန်ခန့်မှာပဲစင်ကန်မြို့ကြီးအနောက်တောင်မဲ့6မိုင်ခန့်မှာပြင်းအား3.5အစဉ်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားပါတယ်။ကိုည12နာရီမှတင်းချိန်မှာကံကောမျိုးကြီးအနောက်တောင်မဲ့12မိုင်ခန့်မှာပြင်းအား3.6အစင်းရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားပါတယ်။ 30ည7:55နာရီမိနစ်အချိန်မှာစင်ကူးမျိုး၏အရှိမြောက်ဖက်ရှစ်မိုင်ခန့်မှာပြင်အား3ပွင့်ဖက်ဆင်းရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်2025ခုနှစ်မလ28ရက်နေ့မြမစံတော်ချိန်7:50နာရီမိနစ်ခန့်တွင်သကိုင်းမျိုး၏အနောက်မြောက်ဖက်9မိုင်ခန့်ကွာကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သောပြင်အား77 Richard Gage ဆင်းရှိငလျင်ကြီး၏နောက်ဆက်တွဲငလျင်များလှုပ်ခတ်မှုအားတိုင်းထွာရရှိခဲ့သည့် စုစုပေါင်းအချိန်ရင်မှာ ကိုရနေ့ညမြန်မာစံတော်ချိန်12နာရီအချိန်ထိစုစုပေါင်းချိန်ရေ922ချိန်ရှိခဲ့ပါသည်2025ခုနှစ်အေဘီလ9ရက်နေ့တွင် တိုင်းထွာရရှိခဲ့သည့်စုစုပေါင်းအချိန်ရေမှာ29ချိန်ဖြစ်ပါသည်ပေါ်ပြပါစရာတွင် ပြင်အား vegetable scale 2.9နဲ့အထက်ရှိသောမြေငင်းများဟုသာထောက်နှုတ်တင်ပြထားပါသည်မြေငင်းတိုင်းထွာရေးဘဟုဌာနာ